ရီးမီးယားလိရဲ့တန်ကြေးအမြင့်ဆုံးကလပ်သင်းစင်းကိုဖော်ပြထားပါတယ်။မန်စီးတီးကတော့1.18ဘီလီယံပဲရှိတယ်။အရင်တော့ဆို1.3ဘီလီယံလောက်ရှိတယ်။ဒါပေမဲ့ကျသွားတယ်။ -9.4% ကျသွားတယ်။အာဆင်နယ်ကတော့1.10ဘီလီယံရှိတယ်။အာဆင်နယ်သည် -2.4% ကျသွားတယ်။လီဗာပူးက9.43ဘီလီယံပဲရှိတော့တယ်။လီဗာပူးသည် -5.1% ကျသွားတယ်။ချယ်ဆီသည်9.04ဘီလီယံပဲရှိတော့တယ်။ -2.0% ကျသွားတယ်။ စပါးဒီ766 million ပဲရှိတော့တယ်စပါးဒီ -8.4 percentage ပဲရှိတော့တယ်ညူကာဆယ်ရောက်တက်လာတယ်649 million ထိတက်လာညူကာဆယ်ဒီအရင်တော့611 million ပဲရှိတယ်အခု +2.2 percentage တက်လာတယ် Manchester United က642 million ပဲရှိတော့တယ် Manchester United ကအရင်တော့ဟိုတန်း900ကျော်တယ်ဒါပေမဲ့အခုကတော့ -8.2 percentage အထိကျဆင်းသွားတယ်။တခြား Premier League ကလပ်တွေလည်းအစည်းအဝေးလိုက်ဖော်ပြထားပါတယ်။ Arsenal တောင်ပံကစားသမား Gabriel Martinelli ရဲ့စွမ်းဆောင်ရည်နဲ့ Bayern တောင်ပံကစားသမား Leo Lysaner ရဲ့စွမ်းဆောင်ရည်နှစ်ခုဖော်ပြထားပါတယ်။ Arsenal တောင်ပံကစားသမားကတော့52ပွဲကစားပြီး19သွင်းနဲ့5ဂိုး assist Bayern တောင်ပံကစားသမားစာနေကတော့55ပွဲကစားတယ်73ဂိုးသွင်းနဲ့5ဂိုး assist ရတာတယ်။ ီနေရာမှာ29နှစ်ရွယ်စာနေကိုပိုင်ရင်ဂျိမ်းဒီဘောက်ရောက်ထုတ်ပါမယ်။ဒါပေမဲ့အာဆင်နယ်အနေနဲ့မဝယ်မိဖို့လိုပါတယ်။အသက်29နှစ်ရွယ်လီယူလိုက်စာနေစီကတော့ Trossard လူခြေစွမ်းကောင်းမလားဆိုပြီးမျောလင်းချက်နဲ့ဝယ်ဖို့တော့စိတ်မကူးပါနဲ့မရတော့ပါဘူး Martinelli 23နှစ်ကိုပဲဖေးထားပြီးတော့အဆင်ပြေအောင်ကစားဖို့တိုက်တွန်းချင်ပါတယ်ဒီနေရာမှာ Martinelli ဒီလေအရင်တော့တန်းတရာတန်ပေမဲ့လက်ရှိအနေထားမှာ55တန်းပဲတန်တော့တာလေသူ့ရဲ့ကစားသမားစွမ်းဆောင်ရည် နှိမ့်ကြလာတာကြောင့်ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ပွဲကြီးတွေနဲ့တွေ့ရင်တော့မာတင်နယ်လီရဲ့စွမ်းဆောင်ရည်ကအရန်ကောင်းပါတယ်။အဲဒီအတွက်ကြောင့်ဂါဘရီယယ်မာတင်နယ်လီကိုတော့ရောင်းမထုတ်ဖို့အကြံပြုခြင်းပါတယ်။